အဓိကမျှဝေခြင်းတဲ့အကြောင်းလေးကတော့ Imon တို့တဲခဲ့တဲ့ model လေးကအရန်ကိုအဆင်ပြေလို့ပါရှင် Imon ဒီမှာပြထားသလိုပဲ तू ကလုံးချင်းအိမ်လေးနဲ့ပေါ့နော်သူ့ကိုရွှေကောင်းကင် villa လို့ခေါ်ပါတယ်ရွှေကောင်းကင် model 3လို့လည်းခေါ်ပါတယ်သူ့မှာ model 1 model 2လည်းရှိပါတယ်ရှင်ဒီ model 3ကတော့ဖွင့်တာမချားသေးဘူးပေါ့နော် तू ကလေဒီလားအဲ့လိုမျိုးလုံးချင်းအိမ်လေးတွေနဲ့ပြီးသွားလို့ရှိရင်အရန်ကိုလည်းတန်နေရှင်ဒီ9ရောက်အိမ်ကတရက်ကိုပေါ့နော် တသိန်းပဲပေးရတယ်10ရောက်အိမ်15ရောက်အိမ်ဆိုလို့ရှင်တော့တသိန်းခွဲ2သိန်းအစစပေးရတယ်ပေါ့နော်9ရောက်အိမ်ဆိုပေမဲ့လည်းအိမ်မပြထားသလိုပဲအရန်ကိုပဲကျင်ဝင်ပါတယ်အပေါ်ထက်မှာ3ရောက်တဲပြီးတော့အောက်ထက်မှာ2ရောက်တဲလို့ရပါတယ်3ရောက်ခန်းဆိုပေမဲ့လည်းမိသားစု4ရောက်လုံးဝအေးအေးဆေးဆေးအိပ်လို့ရပါတယ်နော်မိုတယ်ဆိုတော့ဟိုတယ်အဆင့်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လေအဲအမောအတွက်ကတော့အရန်ကိုဘတ်ဂျက်ကိုလည်းစိတ်ဖြစ်ပြီးတော့ပြင်းဝင်ဖိုင်လေးကိုလည်းဖြီးဝါရလို့အမောက share ပေးလိုက်တယ်နော် နေရာလေးကတော့ထင်းထင်းရှားရှားပြောရင်ပလဲချူဆွတ်တာနဲ့အနည်းပါပါရှာကြည့်လိုက်နော်အခုအင်းမပြောထားတဲ့ဇင်းလုံးလေးတွေကပိတ်ရက်ဇင်းလုံးလေးပေါ့နော်ပိတ်ရက်ပြီးတဲ့အခါမှာအိုက်ထက်ကိုသူကထက်လျှော့ပါသေးရဲ့နော်ပြီးရင်သူကရေကူးကန်လေးလည်းပါသေးတော့ကလေးတွေအတွက်အရန်အဆင်ပြေပါတယ် ဒါလေးကတော့ Imon ရဲ့ honest review လေးပါเนาะရောက်လို့ရှိရင်တွားပြီးတော့တေးကြည့်လိုက်အောင်เนาะ င်းမွန်လို့လက်ရောက်ချင်းပဲပေါ့နော်အဲ့ဒီညနေမှာပြည်ဦးလွင်ရဲ့အထင်ကြီးရမျိုးသားကံတော်ကြီးဦးရင်ကိုသွားပြီးတော့လေးလာခဲ့ပါသေးတယ်ရှင်ပန်းလေးတွေကတော့သူတို့အခုဒီဇင်ဘာပန်းပြဝဲအတွက်ပေါ့နော်စတင်ပြီးတော့စိုက်ထွေးနေပါပြီအဲအီမုံတို့သွားတဲ့ချိန်မှာတော့ဒီဇင်ဘာပန်းပြပွဲလောက်မစုံမိမဲ့ပြင်ဦးလေရဲ့ ုံးစံအတိုင်းပန်းလေးတွေကတော့တော်တော်လေးကိုလှနေပါပြီရှင်။ ောက်ထပ်အီမွန်ရောက်ခဲ့တဲ့နေရာလေးတွေကိုလည်းကလေးထင်းရင်နဲ့အီမွန်ရသလောက်ရိုက်ခဲ့ပါသေးရဲ့ရှင်။ ပန်းချံလေးရတော့ပြင်ဦးလွင် coffee chain ဘီယာပန်းချံလေးပါဒီမို့လို့သွားတာတော့ coffee chain ကိုသွားခဲ့တာပေါ့နော်ဒါပေမဲ့အဲ့ဒီချိန်မှာ coffee chain ကညနေ9:00နာရီထိုးလို့ပိတ်သွားတာနဲ့ဘီယာပန်းချံလေးဝင်လာလိုက်တာပါဝင်လာလိုက်တာနဲ့လည်းတန်ပါတယ်အထင်းမှလည်းရန်ကိုပဲတတရရလေးနဲ့ကလေးလေးလည်းပြောတယ်ကလေးကစားကွင်းလေးလည်းရှိတယ်အဲရန်ကုန်မှာလည်းပန်းချံလေးအများကြီးရှိရဆိုလည်းပြင်ဦးလွင်ရကြတော့ပန်းလေးတွေစုံစုံလင်လင်နဲ့ပို့ပြီးတော့တန့်ရှင်းတဲ့ရဲ့အေဂျင့်တွေကိုပြောချင်ပါတယ်ရှင် အဲဒါကတော့နမဲကြီးပွဲကောက်ရေတပွန်နဲ့ဥယျာဉ်ကိုရောက်ပါပြီအဲ့ဒီနေရာပြည့်ရဖြစ်တဲ့အတွက်ကြောင့်ဝင်တဲ့နေရာမှာတန်းစီလိုက်ရပါတယ်ဒါပေမဲ့အထဲကိုရောက်တော့လေရန်ကိုပဲအမောပြေသွားပါတယ်ကြကြဝင်းဝင်းနဲ့ပန်းချံလေးကတန်တန်ရှင်းရှင်းလေးနဲ့ပြီးတော့အထဲမှာပေါ့နော်လှုပ်လို့ရတဲ့ activity လေးတွေကလည်းရှိနေတဲ့အတွက်ကြောင့်မို့လို့ကလေးတွေရောညီမတို့ရောအရန်ကိုသဘောကျပါတယ် မှန်ဆိုရင်အမြင့်ကြောက်ပေမဲ့သူများတွေဖြတ်တယ်လို့ပဲဒီမှန်တရားကိုဤမွန်ကြောက်ကြောက်နဲ့ဖြတ်ခဲ့ပါတယ်။ဒါပေမဲ့မှန်တရားပေါ်ကိုရောက်သွားတဲ့အချိန်မှာတော့တွေ့ရတဲ့ view လေးကတော့အရန်ကိုပဲကောင်းပါတယ်ရှင်။ရေတခွန်ကရေစီးတန်လေးတွေနဲ့မြန်းအောင်တာရပါတယ်နော်။ Terima kasih. 打开门，打开门。 သွန်းနေရင်းနဲ့ပေါ့နော်ပွဲကောက်ဥယျာဉ်ထဲမှာအာရေတခွန်လေးတွေကလည်းအများကြီးပဲတောတောင်ရဲ့အရာတာကိုတကယ်ကိုခံစားရပါတယ် ပြီးရင်တော့ဒီမွန်တို့အဖွဲ cable ကလည်းတက်စီးခဲ့ပါသေးတယ်။ဘွဲကောက်ရေကောက်ဥယျာဉ်ထဲမှာရှိရဲဒီ dinosaur kingdom ကိုတော့ဒီမွန်တို့အဲဝင်မကြည့်ခဲ့တော့ဘူးပေါ့နော်။နေလည်းနည်းနည်းပူတာနဲ့အခုဒီမှာ cable ကစင်းနေတယ်ပဲအပေါ်စီကနေကြည့်လိုက်ပါတယ်။သူကတော့ dinosaur တွေကိုအတန်အလီထည့်ထားတဲ့အတွက်ကြောင့်မို့ကလေးတွေအတွက်ကတော့အဲနည်းနည်းကြောက်ကြရဲပေါ့နော်။ဒါပေမဲ့တကယ်ကိုအစ်စ်တိုင်းပဲရင်ခုန်ကြရတော့ကောင်းပါလေ။ ကဲနောက်ပြီးရင်တော့ဘုံတော့ပိတ်ချင်းမြောင်ရောက်ပါပြီပိတ်ချင်းမြောင်မှာပါရှိလဲဆိုရင်ဂူတွေရှိတယ်ရေကုန်တွေရှိတယ်ပြင်းဦးလင်ကအေးပါတယ်ဆိုမှဂူထဲမှာတော့ပို့ပြီးတော့အစ်စိတ်စိတ်ဖြစ်တာပေါ့နော် ဘူပြင်းတက်ကရေပေါ်မှာတော့ကျွန်တော်တွေ့ရတဲ့အတိုင်းနဲ့ရေကစားနေကြရတယ်ပေါ့နော်ဒီလိုရလေရေရတော်များများကအရန်ကိုတာရပါတယ်ဒါကတော့အဲတိတ်ချင်းညောင်းရဲ့အပြန်အလှန်လေးမှာဒီတကားလေးကချစ်စရာကောင်းလို့ရိုက်ခဲ့ရပါတယ် ကဲဒါကတော့နမေကြီးဒီဇင်ဘာခြံကိုရောက်ပါပြီရှင်ဒီမှာပထမတစ်ခေါက်သွားတော့ကဒီဇင်ဘာခြံဆိုတာပေါ့နော်ဒီကလန်ဒီရဒီဇင်ဘာဆောက်ဆောက်ဆိုင်လေးမှာပဲဝင်စားပြီးတော့အဲအနောက်ကစိုက်ကင်းလေးကြီးကြည့်ပြီးပြန်လာခဲ့တယ်ပေါ့နော်အဒီကအကျိအကျိအောင်မတိခဲ့ဘူးပေါ့နော်လွန်ခဲ့တဲ့ခွန်းနှစ်နှစ်လောက်ကတစ်ခါသွားတော့ပေါ့အခုကတော့တကယ်ခြံပေါ့နော်အဲ့ဒီဆောက်တောက်ဆိုင်လေးကနေနည်းနည်းဆက်သွားရသေးတယ်ပေါ့နော်အဲ့ဒီမှာအခုဒီဇင်ဘာခြံကိုရောက်ပါပြီဒီဇင်ဘာခြံကလည်းပန်းနေနဲ့အရန်လာပြီးတော့ခြံလေးကဒီဒီကောင်ကတော့ကြီးစိုက်ဆုံးပါလေပြီးရင် ကောင်းဥမမရိုက်ခဲ့လို့ပေါ့နော်အဲ့ channel မှာဂျိုးတကားလေးကိုလည်းရှိသေးရရှင်ဂျိုးတကားလေးကိုဖြတ်တာလည်းလှုပ်စီ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 နေဖို့ရတော့ပါမယ်ကဲဒါကတော့အရန်ကိုလှတဲ့မိမျိုးကနှင်းစီချမ်းမှာဒီမောင်ကကင်မရာလေးရပါတော့အာကုန်သွားတာနဲ့ဒီမောင်ဖုန်းလေးနဲ့ပဲဆက်ပြီးတော့ရိုက်ခဲ့ပါတယ်ခုဒီမောင်ရောက်တဲ့အချိန်ကတော့ဘောတော့ဒီ6လခံပန်းနေရာ အရန်မပွင့်သေးဘူးပေါ့နော်နောက်ဒီဇင်ဘာလောက်ဆိုရင်တော့အရန်ကိုပဲပွင့်ပြီးတော့အရန်ကိုလှနေမှာပါကဲအခုရိုက်ခဲ့တဲ့ပန်းလေးတွေကတော့လေအပြင်မှာလုံးဝရင်သက်ရှူမောပြီးတော့ဒီမျိုးလေးကတော့လုံးဝမမိနိုင်တဲ့မျိုးလေးပါအဲနောက်ထပ်လည်းဒီမှာဒီမအဒူကန်သာပြီးလုံးချမ်းသာဖခင်ကြီးဒီချစ်ဖခင်လို့လည်းခေါ်တယ်ဖခင်လည်းရောက်ခဲ့ပါတယ်ဖခင်မှာတော့ဒီမှာဗီဒီယိုမြိုက်ခဲ့တော့ဘူးပေါ့နော်အဲပြီးတော့လို့ရှိရင်ဒီဂိမ်းလေးမှာနောက်ထပ်အဲလေစရာတက်ပေါ်ခြိုက်ပြီးတော့ဘောလို့ ားတို့လည်းရှိသေးတာပေါ့ဒါပေမဲ့တော်ချိုင်ရကြတယ်မင်းတို့ပထမတစ်ခေါက်သွားတော့အမ်ဆင်းရတယ်တောင်တောင်ရက်နေဆင်းရတယ်ပြန်ကြတော့လည်းတောင်ရက်နေပြန်တက်တဲ့ခါကျတော့ကလေးတွေပါတဲ့အတွက်ကြောင့်မင်းတို့အချိန်နဲ့သိနေရတယ်တော်တော်ချိုင်တော့မသွားခဲ့ပါဘူးရေတခုနဲ့မှတော့ပို့ပြီးတော့မြင်တယ်ရေတခုပေါ့နော်ဟိုနောက်တစ် vlog လေးမှာဘာလေးကိုမျှဝေသွားမလဲဆိုတာဆက်လက်ဆောင်ကြည့်ပေးဦးနော်အားလုံးပဲတတ